UEFA Conference League ဘောလူပွဲ Chelsea နဲ့ Real Betis မင်္ဂလာပါခင်ဗျာကိုခန့်အင်းစတာဖုတ်ဘောရှိုးနဲ့ Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါဗုဒ္ဓဦးညတနာ yı ခွဲမှာပိုလန်နိုင်ငံမှာရှင်ပြိုင်ဘိုလူးကြတော့မဲ့ Conference League Final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော် Chelsea နဲ့ Real Madrid တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလောက်သွားကြပါရစေဆိုတော့ပထမဆုံးအနေနဲ့ key points တွေဆွဲထုတ်ကြည့်အောင် Chelsea က Premier League မှာ Nottingham Forest ကိုအနိုင်ယူပြီး Champion League ဝင်ခွင့်ရသွား í ဖြစ်ပါဒီနိုင်ပွဲဟာနောက်နှစ်ဘောလုံးရာသီတွက်တာအကျိုးရှိစေတာမဟုတ်ဘဲနဲ့ဒီဘောလုံးပွဲအတွက်ပါအများကြီးအကျိုးသက်ရောက်မှုရှိစေမယ်လို့ကျွန်တော်ထင်တယ်ထားပါတော့ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်မရဘဲနဲ့ဒီဖိုင်နယ်ပွဲကိုရှင်ပြိုင်မယ်ဆိုရင်ငါတို့ကဒီဖလားတလုံးတည်းအတွက်ပဲရှင်ပြိုင်ရတော့မယ်ရခြင်းမရခြင်းဟာအဲ့လောက်ထိအရေးပါမနေဘူး conference ကြီးရတယ်ဗျာဖလားတလုံးတော့ရသွားတယ်โอเคဒါက လက်ခံလို့ရတယ်။သို့တော့ Conference League ရပြီး Europa League ပဲဝင်ခွင့်ရရင်ဘာလို့မှလဲ Champions League ဝင်ခွင့်ရဖို့အရေးကြီးတယ်။အဲ့တော့ Chelsea ပြိသက်အများစုရဲ့စိတ်ဆန္ဒထဲမှာကုံကုံပြောတာနော် Conference League မရရင်တောင်နေပလိစီငါတို့ Champions League ဝင်ခွင့်ရချင်တယ်ဆိုတဲ့ပြိသက်တွေအများကြီးပဲ။ဆိုတော့မတော်တဆကျွန်တော်မဝင်ရင်ဒီပွဲက အရင်စိတ်အားထက်သန်မှုပိုင်းရှိမနေနိုင်ဘူးဆိုတာဆိုလိုချင်တာပါအခုကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ရသွားပြီဘယ်လောက်ထိစိတ်တက်တွေတက်ကြွနေလဲစိတ်အားတွေကျွန်တော်ထက်သန်နေလဲကျွန်တော်တို့ပြိသက်တွေတောင်ဒီလောက်ဖြစ်နေတာဗျာသူတို့ရေဆိုပို့ပြီးတော့စိတ်အားထက်သန်နေဦးမယ်ပွဲပြီးသွားတဲ့အချိန်မှာနော်ဒီတက်နယ်ထဲမှာချစ်ကြည့်လိုက်ချက်စီကစားသမားတွေအောင်ပွဲခံနေတဲ့ခုံပေါက်ပျော်ရွှင်မြူးထူးနေကြတာ ဒါစိတ်တပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားတဲ့ပုံသဏ္ဍာန်တွေပဲဗျစိတ်တပိုင်းဆိုင်ရာအရင်အားကောင်းနေတယ်ဘောလုံးပွဲဆိုတာစိတ်တကိုအခြေခံပြီးကန်ရတဲ့အတွက်ကြောင့်ကျွန်တော်ကခြေသွမ်းကောင်းမှုမှုတို့ viewer ဘိုင်းဘလို့ရှိမှုတို့ကစားသမားတွေဒဏ်ရရမရဘူးเนาะပွဲပန်းနေတယ်မပန်းနေနိုင်ဘူးအဲ့ဒါခဏတလိုက်စိတ်တနဲ့ခံယူချက်ပိုင်းတာလွန်မှုကိုအရင်ဆုံးကျွန်တော်လေ့လာအဲ့တော့ Chelsea မှာအဲ့လို100%အပြည့်ရှိနေတယ်စိတ်တကြီးက share ਈ Northern Forest နဲ့ကစားတဲ့ ပွဲစဉ်မှာပထမပိုင်းကစားဖို့မကောင်းပါဘူးတိုးတော့ဒီပွဲကတော့အဲ့ကစားပုံထက်ကိုပိုကောင်းမယ်လို့ကျွန်တော်ထင်နေတယ်ဆိုတော့တစ်ဖက်က real bet တစ်ဖက်ကချယ်ဆီနဲ့အခြေအနေချင်း မတူဘူးသူတို့ကလာလီဂါကနေတဆင့်ယူရိုပါလိဝင်ခွင့်ရတော့အဲ့တော့ဒီဖလားရရင်ဘာဖြစ်တုံးယူရိုပါလိပဲပြန်ဝင်မယ်ဘာမှမထူးယူရိုပါလိကိုဘယ်နေရာဝင်မလဲဆိုတဲ့အပိုင်းပဲကြည့်ရမှာကွန်ဖရင့်လီကဘူးသွဲသွားပြီးတော့ယူရိုပါလိကိုဝင်မလာလာလီဂါလမ်းကြောင်းတိုင်းပဲဝင်မလာရီယယ်ဘက်တီအတွက်ဖလားတလုံးရတာထက်မပိုဘူးဒါပေမဲ့လည်းဖလားရယူဖို့အတွက်အာတီတ ပြင်းပြမှုမပြင်းပြမှုကတော့တူတူပဲဗျအသင်းတိုင်းလိုလိုကဘောလူပွဲထိရောက်လာ Real Betis ပဲဖြစ်ဖြစ်အရင်တော့ Joe Gordon ပဲဖြစ်ဖြစ်အကောင်လုံးကသူ့ဆွဲနဲ့သူ့သူ့စိတ်နဲ့သူ့ရှိသမျှအာအကောင်ထုတ်ပြီးဖလားရအောင်ကြိုးစားမှာပဲဖလားတစ်လုံးရရလीဗျအဲ့တော့ဒီဖလားပေါ်မှာအာတီတာပြင်းပြမှုမပြင်းပြမှုက တသိန်းနဲ့တသိန်းကြားထဲမှာမြမစားမကွာဘူးဒါပေမဲ့စိတ်သက်တက်ကြွနေမှုစိတ်အားထက်သန်နေမှုအတင်းလိုက်စူးစီးကြစ်လစ်နေမှုအားမှာတော့ Chelsea က Nottingham Forest ကိုပူပူနွေ့နွေ့နိုင်ပြီး Champions League ဝင်ထားတဲ့အတွက်ပို့ပြီးတော့ကောင်းနေနိုင်ပါတယ်ဒါကိုမေ့ထားလို့မရပါဘူး Okay ကျွန်တော်နောက်ထပ်တစ်ပိုင်းကဒီနှစ်သင်းရဲ့အကြောပေးမှုအခြေအနေ ာရှဘလူးမျိုးပေးထားတယ်လေ။စောပိုင်းဖွင့်လှစ်မှုတွေထဲမှာအာရှတော့ချဲစီတည်ကြရင်အပြည့်အဝရှုံးမယ်ဆိုတဲ့အကြောပေးမှု ပေးထားပါတယ်။ဒီအကြောပေးမှုကပြင်းတယ်ဗျ။ဘာကြောင့်လဲဆိုတော့အခုချဲစီ Conference League မှာတွေ့ခဲ့တဲ့အသင်းတွေကိုကြည့်ကြည့်ပါ။ Real Betis လောက်ကောင်းတဲ့အသင်းတသင်းမှမပါဘူး။ Real Betis ရဲ့လူစင်းစုဖွဲ့မှုတွေအနေထားတရက်မှာရှိတယ်နော်။ အထူးသဖြင့်သူတို့ရဲ့ရှေ့ရအတက်ကင်ကစားသမား၄00 AM is go ကျွန်တော်တို့အထောင်တိုက်စစ်မှာဂျူအန်ဟာနန်ဒက်စ်တစ်ဖက်မှာဂုတ်အန်တနီကျွန်တော်တစ်ဖက်မှာချယ်ဆီလိုချင်နေတဲ့ကစားသမားရိုဒရီဂွတ်စ်အဲ့အတွက်ကြောင့်ဒီလိုချစ်လက်တဲ့လူစည်းစုဖွဲ့မှုဒီချယ်ဆီကိုဒုက္ခပေးနိုင်တာထက်ကိုပိုတယ်အဲ့လိုနေသားမျိုးမှာ final ပွဲတစ်ပွဲလေးဖြစ်တယ်တကယ်ဖြစ်တဲ့အကျော်ပေးမှုကတည်ရကြရင် ချဲသီးတဝက်ဆုံးရှုံးခွင့်အဲ့လောက်ပဲပေးတဲ့တယ်။ဘာကြောင့်လဲဆိုတော့ Nottingham Forest ကမကောင်းဘူးဆိုရင်တော့ဒီပွဲစဉ်က real budget တည် Nottingham Forest တော့အောက်မကျောက် Nottingham Forest အကျော်ပေးမှုမျိုးပဲပေးရမှာသို့တော့ပိုတယ်ပေါ့နော်ပွဲနာနေရင်တော့အကျော်ပေးမှုပြောင်းကောင်းပြောင်းနိုင်တယ်ဒါပေမဲ့အစောပိုင်းအကျော်ပေးမှုမှာတော့ချက်စီးတရားတရေလုံးဝအကျခံလို့မရပါဘူးဒီလိုတရေကျလို့မရတဲ့အကျော်ပေးမှုတွေဒီတရေ90ရာခိုင်နှုန်းရှိတယ်လို့ကတ်နိုင်သွားဖို့ 50ခိုင်နှုန်းရှိတယ်။တိုတယ်ကူနဲ့တစ်ချက်ပြောင်းချင်ကြည့်အောင်နှလုံးအပြည့်ရှုံ၃လုံးအပြည့်ဝပျော်ရွှင်ခွင့်ပေးထားပါဗျ။နှလုံးအပြည့်ရှုံရဲ့သဘောတဘာဝကတော့နှစ်သိန်းပေါင်းအတွင်းကိုနှစ်ကိုးဖြစ်ဖို့များတယ်။ဝမ်းဝမ်းလား။ဒါမို့ရင်အတူးသီးလို့ reset မျိုးကတော့ဖြစ်နိုင်ချေနေတယ်ဗျာ။ဂိုးအောက်သွားမယ်ပေါ့နော်။1 z 0 z 11တိုတယ်ကူမများနိုင်ဘူး။ final မှာ chelsea ရဲ့ goal reset တွေ notify forest ကိုကတ်နိုင်သွားတဲ့ပုံတံတန်းအလား ပြီးသွားနိုင်တယ်ဒါပေမဲ့တရေကြရင်တော့ Northern Forest ပွဲနဲ့မတူဘူး Northern Forest ပွဲက Chelsea တရေကြရင်တဝက်ပဲရှုံးမှာဒီပွဲကအပြည့်ရှုံးမှာအဲ့ဒါကြောင့်အနှဲငယ်ပြင်းတယ်လို့ကျွန်တော်ပြောတာဆိုတော့ risk ယူပြီးတော့ Chelsea ကိုအားပေးရပါလိမ့်မယ် Chelsea ပြိသက်တယောက်အနေနဲ့ Chelsea ရွေးတာတော့မဟုတ်ဘူးပြီးခဲ့တဲ့တပွဲတုန်းကလည်းကျွန်တော် Chelsea ရွေးချယ်ခဲ့တယ်အောင်တယ်ဒီတပွဲမှာလည်း Chelsea အမှားရင်းမခံဘူးမိနစ်60အတွင်းတရေကြသွားပြီဆိုရင်ဗျာကျန်တဲ့အချိန်တွေကမသေးကြတော့ဘူးမိနစ်60အတွင်းမှာပဲအပြည့်ပေါ်အောင်ကြိုးစားဖို့ရှိတယ် Chelsea ကစား ားသမားတွေရဲ့ mentality ဘိုင်းကပိုကောင်းမွန်နေတဲ့အတွက်ကြောင့်နိုင်ပွဲတစ်ပွဲကိုပုံဖော်ဖို့အတွက်အတီတပြင်းပြမှုပိုရှိနေမယ်လို့လည်းကျွန်တော်တထစ်ချယုံကြည်တယ်။ဆိုတော့ Rick Suby Chelsea ကိုရွေးချယ်လို့ရကြောင်းအကြံပြုခြင်းပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့အချိုက်ကိုယ့်ရဲ့အတွေးခေါ်ဒီသာလေးအမှန်ဖြစ်ပါတယ်ကျွန်တော်ကတော့အကြံပေးုံတတ်တတ်ပါနောက်ထပ်တစ်ပိုင်းကဒီနေ့သင်ချားရဲ့ကိန်းကနန်အချက်လက်တွေဟတ်တူအထိတ်တိုက်တွေ့ဆုံမှုမှာတော့2005ခုနှစ်တုန်းကတွေ့ဆုံခဲ့မှုပါတယ်ချယ်ဆီပထမဆုံးအချိန် ချန်ပီယံလိပြန်ဝင်ခဲ့တာပေါ့ဗျာအဲတော့ကတော့ real budget မှာလည်းကစားသမားကောင်းတချို့ရှိခဲ့ပါတယ်ခုနှစ်တက်ဂရစ်တွေကတော့တော်တော်လေးကြာသွားခဲ့ပါတယ်ဒီနှစ်ကြော့မှာဆိုရင် Chelsea ကတချိန်တိုင်းပြီး real budget ကတချိန်တိုင်းထားခဲ့တယ် Stamford Bridge မှာ 4C Reabetic ကွင်းမှာဝမ်းစည်းနဲ့ပြီးဆုံးသွားခဲ့တဲ့အတွက်ကြောင့်ဂိုးရီအတွက်အားဖြင့် Chelsea ကတာခဲ့တယ်လို့ပြောရမှာပါ။နောက်ထပ်တစ်ပိုင်းက Reabetic ရဲ့လက်ရှိ current စွမ်းဆောင်နောက်ဆုံး6ပွဲမှာတပွဲပဲနိုင်ထားပါတယ်။နိုင်တဲ့ပွဲက Espanyol ကို2-1နဲ့နိုင်တဲ့ပွဲပါ။ကျန်တဲ့ပွဲတွေအားလုံးမှာနိုင်ပွဲတောက်လျှောက်ပျောက်ပြီး3ပွဲသေး2ပွဲရှုံးထားပါတယ်။ရှုံးတဲ့ပွဲတွေမှာ Fiorentina ကို2-1 Atletico Madrid ကို4-1စတဲ့ result တွေနဲ့ရှုံးထားပါတယ်။တနည်းအားဖြင့်ကစားသမားကောင်းတချို့ရှိနေတဲ့အသင်းတွေကိုရှုံးထားတာပါ။တည်ကြတဲ့အသင်းတွေမှာ Osaka Sasuna, falakano. ဗလင်စီယာစတဲ့အသင်းတွေကိုတည်ကြထားတာဖြစ်တဲ့အတွက်ကာရန့်ဖောင်လုံးဝမကောင်းပါဘူး။ချယ်စီကတော့အခုနောက်ဆုံး6ပွဲမှာ9ပွဲနိုင်ပြီးတပွဲပဲရှုံးထားတယ်။ရှုံးတဲ့ပွဲကနယူကက်ဆယ်ယူနိုက်တက်ကိုရှုံးတဲ့ပွဲဖြစ်ပါတယ်။နိုင်တဲ့ပွဲ3ပွဲကလည်းထူးထူးခြားခြားပါပဲ။1-0ရေနေပြီးပဲကတ်နိုင်တာဖြစ်ပါတယ်။ယော်ဂေါဒန်ကို1-0ယူနိုက်တက်ကို1-0နော်ဒင်ဖောရက်စ်ကို1-0ဖြစ်ပါတယ်။အဲ့အတွက်ကြောင့်လက်ရှိကာရန့်ဆွမ်းဆောင်ရင်မှာချယ်စီတင်းရပဲအသာကြီးရနေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျ။အဲ့ကျွန်တော်နောက်ဆုံးမိုက်ပေါ့နော်။ဖြူအပိုင်းချင်းကတ်မှုအနေငယ်လို့ ုပ်ပါ Real Betty ရဲ့ကစားသမားစုဖွဲ့မှုဟာ ကောင်းတယ်ချယ်ဆီကိုရင်ဆိုင်နိုင်တဲ့စုဖွဲ့မှုရှိပါတယ်ပယ်လီဂရီနီလိုနီးပြမျိုးကင်တွယ်နေတဲ့အတွက်ကြောင့်အရေးသွေးပိုင်းဆိုင်ရာမှာလည်းတိတ်ပြီးတော့ချွင်းချက်မရှိဘူးကောင်းတယ်ဗျာဒါပေမဲ့ကျွန်တော်အားမရတာတစ်ခုက real budget ရဲ့စုဖွဲ့မှုသည် ရှေ့လေနောက်ဟန်ချက်မညီပါဘူးအထူးသဖြင့် real budget ရဲ့တိုက်စစ်စုဖွဲ့မှုသည်အမတန်အမတန်ကိုကောင်းလွန်ပါတယ်ချယ်ဆီရဲ့တိုက်စစ်စုဖွဲ့မှုထက်ကိုပိုပြီးတော့မိုက်တယ်လို့တောင်ပြောနိုင်တယ်အန်တနီ real ရဲ့အတွေ့အကြုံရင်ဝါရင် isco ဒါပြင် ဝတ်ဖို့မှာအရင်တော့ကစားသွားခဲ့ပြီးကစ်ပြောက်ကြီးတွေကန်တက်တဲ့ UN Fernandez နဲ့ Chelsea ကစိတ်ဝင်စားနေတဲ့ Jesus Rodriguez တို့ပါဝင်နေပါတယ်အဲ့တော့ဒီအစုအဖွဲ့ကိုပဲ ချက်စီရဲ့ defender stay အာယုစိုက်ပြီးကစားဖို့လိုတယ်။တဖြည်းဖြည်းချင်းစီကွင်းလယ်မှာရော့လာတယ်။နောက်ခန်းစစ်စုဖွဲ့မှုမှာလည်းအနေငယ်ရော့ပါတယ်။ကွင်းလယ်မှာဆိုရင်ဝက်ဆန်အသင်းမှာအရင်တော့ attacking midfield လို winger လို့ကစားသွားခဲ့တဲ့ Funales က win shot ပေးနေတဲ့အတွက်ကြောင့်တကယ်တမ်းကွင်းလယ်ကစားသမားပုံစံ attacking action defensive action အပြည့်ပေးနိုင်တာဆိုလို့ကျွန်တော်တို့ Altimira တယောက်ပဲမြင်ပါတယ်။ defensive line မှာကြည့်မယ်ဆိုရင်လည်း Bartra ရို့အသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တယ်လို့ဒါ Switzerland ရဲ့ Rodrigo ဆိုရင်လည်းအသက်ကြီးနေနေတယ် ဲ့ကစားသမားပါဒီအတွက်ကြောင့်ရှေ့လယ်နောက်ဟန်ချက်မညီဘူးလို့ပြောတာပါ Chelsea ကတော့အခုနောက်ပိုင်းပွဲစဉ်တွေမှာ Enzo Morris ကသဘောကျတဲ့ဘောပိုသရှင်ကိုင်းတဲ့ဟန်မျိုးတို့ SCB RCB တွေက hybrid ပေးတဲ့ပုံမျိုးတို့တိတ်ပြီးမမြင်ရတော့ဘူးအဓိကပြိုင်ဘက်အသင်းဘလူးစော့တယ်လေပွဲကဘလူးအခြေအနေမျိုးရှိတယ်လေငါတို့တရေကစားရမှာလားမဖြစ်မနေနိုင်အောင်စော့ရမှာလားဆိုတော့ပုံပေါ်မှာမူတည်ပြီးခံစစ်ကိုကြစ်ကြစ်လေးလေးနဲ့ ကစားလာတာ Northern Forest နဲ့ပွဲမှာကျွန်တော်တို့အားလုံးတတိထားပြီးမြင်ခဲ့ရမှာပါဒါတောင်မှတိုက်စစ်ပိုင်းမှာ Necklace Justin မပါဘဲနဲ့ခန်စစ်ကိုအာယုံဆိုင်ပြီးကစားသွားခဲ့တဲ့ Levine Cowell တို့တိုစင် Araya BOU တို့ရဲ့ယုံကြည်မှုပိုင်းကောင်းမွန်နေသလို Reese James ကလည်း physical ပိုင်းတိတ်မကောင်းပေမဲ့အတွေ့အကြုံပိုင်းမှာအဆင်ပြေနေသလိုကျွန်တော် left back တနေရာကလည်းမကူကူရဲရအနေနဲ့လုံးဝ on fire ဖြစ်နေပါတယ်အဲ့ဒီအတွက်ကြောင့်ဒီပွဲစဉ်မှာ Real Betis ကိုဘောလုံးပေးကစားလိုက်ရင်တော့ Chelsea အနေနဲ့ပို့ပြီးတော့အဆင်ပြေနိုင်တယ်ကျွန်တော်ချစ်လက်မှုကို ဓိကအခြေခံပြီးတော့ counter attack တွေကိုအပြုတ်ကစားရင် Chelsea အနိုင်ရသွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျအဲ့တော့ conclusion ဆွဲရမယ်ဆိုရင်လည်း Chelsea အသင်းကိုပဲသဘောကျပါတယ်ခင်ဗျာ